မင်္ဂလာပါခင်ဗျဒီတစ်ခါတော့ကျွန်တော်တို့ FS Studio မှာသချင်းတရုတ်နဲ့မဟုတ်ဘူး FS Studio နဲ့လည်းစကားတွေအများကြီးပြောလို့ရနေပြီဖြစ်ပါတယ် FS Studio မှာကိုသိကျင်တဲ့ music အကြောင်းတွေဘယ်လိုဖန်တီးလို့ရမလဲဆိုတဲ့အကြောင်းတွေကိုကျွန်တော်မေးကြည့်လို့ရမှာဖြစ်ပါတယ်သူကလည်းပြန်ပြောပေးမှာပါဘာလို့ပြောပေးမလဲဆိုတော့ကျွန်တော်နဲ့အတူတူလိုက်ပြီးတော့ကြည့်ကြည့်အောင် Okay အဲ့တော့ကျွန်တော်တို့စလိုက်အောင်ကျွန်တော်တို့ help ထဲကသွားလိုက်မယ်နော် Gofar Chat S6 ဆိုတော့လေကျွန်တော်တို့နှိပ်ကြည့်လိုက်မယ် Okay အဲ့တော့ကျွန်တော်ရေးလိုက်မယ်ဗျာနော်အာ God progression for hip hop အဲ့ဒါကောင်ကြာလာလိမ့်မယ်ဗျာเนาะ to create the chord progression for the hip hop festival for 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 now open the piano ရိုးသွားလုံးဝဗျာ instructions ပါပေးထားတာเนาะ open the piano ရိုးပါညာဟောเนาะဒီမှာဖတ်ကြည့်ဗျာမှာ chord progression မှာဆို a minor f g e เนาะ a ပါညာဒီမှာနားဗာညာညာမှာတော့ riff machine ဆက်ကိုသွားပြီးတော့လဲလို့လို့ရမယ်ပါညာဆိုတဲ့ဟာမျိုးလေးလေးရေးထားတာဖြစ်ပါတယ်ခင်ဗျအဲ့တော့ဒီနေ့ကတော့ F Studio နဲ့စကားပြောလို့ရပါတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်ပြောခြင်းဖြစ်ပါတယ်ခင်ဗျ Thank you ပါ